NUG နဲ့ CIA PH တို့ဖော်ဆောင်နေတဲ့လက်နက်ကင်တော်လန်ရေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့တက်ဆိုင်မှုမရှိဘူးလို့ပါတီရဲ့ဗဟိုကော်မတီဝင်ဦးဟန်တာမြင့်ကထုတ်ဖော်ပြောဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီသတင်းအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာ Pharma Time သတင်း Channel ကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မြတ်တရရခင်ပါစေ။ ပြည်တော်စုအမဟောင်းတွေနဲ့တိုင်းဒေသကြီးအမဟောင်းတွေကအခုရပိုင်းအတွင်းမှာထိုင်းနိုင်ငံမဲဆောက်မြို့မှာရမုံငွေရှာဖွေရေး project နဲ့ပတ်သက်လို့တွေးဆောင်ပွဲတရေကျင်းပခဲ့တယ်လို့သိရပါတယ်။အဲဒီတွေးဆောင်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ဦးဟန်တန်းမြင့်လည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတွေးဆောင်ပွဲအတွင်းမှာအေရီတိုင်းဘုကလေးမျိုးနဲ့ရဲ့အမတ်ဟောင်းတဦးဖြစ်တဲ့ဒေါ်ဝေမာလွင်က NLD ပါတီရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ဝူဟန်တမ်းမြင့်ကိုမေးမြန်းခဲ့တာမျိုးရှိတယ်လို့သိရပါတယ်။အဲဒီလိုမေးမြန်းလာတဲ့အပေါ်မှာတော့ဝူဟန်တမ်းမြင့်ကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NLD CWC ဘဟုအလုတ်ကော်မတီတို့ဟာပါတီနဲ့ဆက်ဆက်ပတ်သက်မှုမရှိဘူးလို့ပြောခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့အစည်းနှစ်ခုရဲ့လှုံ့ဆော်ချက်တွေဟာ NLD ပါတီရဲ့မူဝါဒနဲ့ကိုက်ညီမှုမရှိဘူးလို့လည်းပြောဆိုခဲ့တယ်လို့သတင်းတွေထွက်နေပါတယ်။ဒါအပြင်အခုလိုຫນွေဥတော်လန်ရေးစင်နွှဲနေတဲ့ NUG နဲ့ CRPH လက်နက်ကိုင်အဖွဲ့တွေဟာလည်း NLD ပါတီနဲ့မပတ်သက်ကြဘဟုကော်မတီဝင်ဦးဟန်တမ်းမြင့်ကပြောဆိုခဲ့တယ်လို့သတင်းထွက်ပေါ်နေတာပါ။နာဆာကရဲ့ဖန်စီထိန်သိမ်းအချင်းချချင်းကိုခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ကလည်း NUG နဲ့ CRPH တို့ကိုမသိရှိကြောင်း ပြောဆိုထားဖို့တယ်လို့သိရပါတယ်။ NUG နဲ့ CRPH အဖွဲ့တို့ဟာတမတော်ကနိုင်ငံတော်အာဏာရယူပြီးနောက်ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတွေဖြစ်ပြီးຫນွေဥတော်လိုင်းရဲ့အမည်နဲ့အတူတိုင်းသားလက်နက်ကိုင်တချို့နဲ့ပူးပေါင်းကတမတော်အစိုးရကို တော်လှန်နေတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့နိုင်ငံအတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပြပြနေကပြည်သူလူထုအများပြားဟာလဲအိုးမဲ့အိမ်မဲ့ဘဝနဲ့နေရစွန်ခွာထွက်ပြေးနေရလျက်ရှိနေပါတယ်ရှင်။